ဒါဒါအပြည့်ရတယ်ကိုယ်တိုင်ကိုရကိုယ်တန်းတာနဲ့တခြားသူကကိုယ်တည်းလူပိုင်းတာနဲ့ဘယ်လိုပွားထားမှုရှိပါလဲခင်ဗျာဒီကားတော့ပြောခင်ဗျာကိုယ်တိုင်လူတာကလေပိုအားဆိုင်ရတယ်ဘုဇလို့ကုသိုလ်ဖြစ်ဖြစ်အကုသိုလ်ဖြစ်ဖြစ်ကြီးသလားသေးသလားဆိုတာကစေတနာအားကြီးမှုအားဆိုင်မှုနဲ့ဆိုင်တယ်နော်အကုသိုလ်လုပ်တဲ့အခါမှာလည်းအဲ့တိုင်းပဲဥပမာကြက်ကလေးတစ်ကောင်တက်လိုက်တာနဲ့ ဝက်တကောင်တက်ရတာမတူဘူးနော်ချက်ကိုတက်ရတဲ့အားကလွယ်တယ်လေနော်ဝက်ကိုတက်ရတာနည်းနည်းခက်တယ်အဲ့တော့စေတနာတွေအားဆက်ရတယ်ကာယလုံးလာတွေအားဆက်ရတယ်ဆိုရင်ကုသိုလ်ကိုရတယ်အာကုသိုလ်ကိုဖြစ်တယ်ပေါ့နော်ကုသိုလ်မှလည်းအဲ့တိုင်းပဲကုသိုလ်မှလည်းအဲ့တိုင်းပဲအဲ့တော့ရောအင်းဆိုပြီးတော့ငွေထုတ်ပေးလိုက်တယ်အလိုချင်ရတော့ကိုပဲအခုမှအဲ့ဒီစေတနာလေးတစ်ခုပဲဖြစ်လိုက်တယ်ကျန်တာဘာမှမဖြစ်ဘူးစဉ်းစားကြည့်နော်ဒါဒီနေ့ဆရာတော်တွေငါဆုံးကတ်မယ်ကွာရောမင်းသွားကတ်လိုက်ကွာဆိုပြီးတော့ပတ်စံထုတ်ပေးလိုက်တယ်ရောတသိန်းနှစ်သိန်းထုတ်ပေးလိုက်တယ် ကိုမပြီးပြီလားစေတနာထက်မဖြစ်တော့ဘူးစဉ်းစားကြည့်နော်ပြေးမေ့သွားအလုပ်တွေနဲ့ရှုပ်လုံးပန်းနေတာပဲဟိုအစဉ်ပြေလားမပြေလားဘာလဲအကြောင်းကြားမဆိုင်မိတော့ဘူးကိုယ့်လုံးနဲ့ကိုယ်လုံးပန်းလဲနေရောပဲအဲ့တော့ငွေလေးထုတ်ပြလိုက်တဲ့အချိန်လေးမှာပဲကုသိုလ်လေးဖြစ်လိုက်တာတကယ်သွားလုပ်တဲ့ပုံကိုကြတော့ကြကြနနဝယ်ရတယ်ချက်ရတယ်ပြုတ်ရတယ်ဆက်ကက်ရတယ်ជីနုပီတိဖြစ်ရတယ်သူ့မှာကလုံးနေတဲ့အချိန်မှာလည်းတောက်လျှောက်ကုသိုလ်တွေဖြစ်နေတာလုံးပြီးတဲ့အချိန်မှာလည်းជីနုနေတာအော်ငါဆယ်ရော်တွေကိုစွန့်ကပ်လိုက်ရတယ်တန်ငါရော်တွေငါလုံးလိုက်ရတယ်ဆိုတော့တွေးမိတိုင်းတွေ့မိတိုင်းသူကကုသိုလ်တွေတိုးနေတာ ဲ့ဒါစပေးထဲမှာတိတိကျကျရှိတယ်အဲကြောင့်ဆိုလို့ကိုယ်တိုင်လောက်တာကပို့ပြီးတော့ကုသိုလ်ရတယ်ဟုတ်တော့ပို့အားဆဲရတဲ့အတွက်ကြောင့်ပါ